မင်္ဂလာပါရှင်စစ်ကောင်စီကအပြည့်အခက်ရစဲရေးကာလကိုတလထပ်မံတိုးမြင့်လိုက်ပေမဲ့ TNL ထိချုပ်ထားတဲ့နယ်မြေတွေကို မေလ9ရက်တရက်ထဲမှာတင်အစိမ့်ငွေပုံ22ကြိမ်အထိကျချခဲ့တယ်လို့ PSLF TNL ကထုတ်ပြန်လိုက်ပါတယ်။ဒါပြင်အဲ့ဒီတရက်ထဲမှာတင်လက်နက်ကြီးနဲ့59ကြိမ်အထိလည်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းနောက်ချုံမြို့နယ်ပြင်းဦးလွေမြို့ကြားမှာအခြေစိုက်ထားတဲ့စစ်ကောင်စီရဲ့အမတ်900နှစ်အမြောက်စခန်းကိုကဲမှုဌာနချုပ်ကနေ TNL ထိချုပ်ထားတဲ့နယ်မြေတွေမှာနေထိုင်တဲ့အပြစ်မဲ့ပြည်သူတွေကိုဘုံကျဲတိုက်ခိုက်နေတာဖြစ်ပါတယ်။ဒါပြင်စစ်ကောင်စီတပ်ကမေလ9ရက်မှာနောင်ချုံမြို့နယ်နောင်လင်တောင်လနဲ့တရက်ချူရွာတွေကိုထိုးဆွဆင်လာတာကြောင့်နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့လည်းအဲဒီထုတ်ပြန်ချက်မှာဖော်ပြထားပါဗျာ။ ပြည်ခဲ့တဲ့ AB လကုံပိုင်းကတရုတ်နိုင်ငံကူမေမြို့မှာပြုလုပ်ခဲ့တဲ့တအောင်းပြည်သူလူမျိုးရေးတက်မတော် TNL နဲ့စစ်ကောင်စီဆင်းရဲပွဲပြီးတဲ့အချိန်ကစပြီး TNL နဲ့မျိုးတွေဖြစ်တဲ့နောက်ချိုကြောက်မဲမိုးကုတ်စတဲ့မျိုးတွေကိုလေကြောင်းကနေဒုံးလက်နဲ့ကြီးတွေနဲ့နေ့စဉ်ပစ်ခတ်တိုက်ခိုက်နေပါတယ်။